ရိကန်နယ်ချက်ဝါရကိုပိုက်ဆံပေးနေရတာညင်းဝင်နေပြီလားတန်ခတ်လိုက်ပါဒါကတော့အမေရိကန်ကွန်ပစ္စည်းတွေကိုမဝယ်ပဲပြင်သစ်နဲ့ဥရောပကွန်ပစ္စည်းတွေဝယ်ပြီးဥရောပစီးပွားရေးကိုအားပေးကြဖို့ပြင်သစ်နိုင်ငံမှာစတင်လိုက်တဲ့ Favor Group တစ်ခုရဲ့ကြွေးကြော်တမ်းဖြစ်ပါတယ် Bangkok USA ပိုင်းဖရန့်ချန်ဥရောပီယန်လို့နမည်ပေးထားတဲ့အဲ့ဒီအဖွဲ့ကိုဖေဖော်ဝါရီ28ကထူထောင်ခဲ့ပြီးအဖွဲ့ဝင်ပေါင်း2000ကျော်ရှိနေပြီဖြစ်တယ်လို့ McDonald's, Levi's နဲ့ WhatsApp တို့လိုလူကြိုက်များတဲ့အမေရိကန်အမှတ်တံဆိပ်တွေကို ဒေတာထွက်ကုန်တွေနဲ့ဘလို့အစားထိုးနိုင်မလဲဆိုတဲ့အကြံဉာဏ်တွေမျှဝေနေကြတာပါဥရောပမြောက်ပိုင်းမှာလည်းအခုလိုအောက်ရှေ့လှုပ်ရှားမှုတွေနေရာနက်မှာထွက်ပေါ်လာပါတယ်ဆွီဒင်နိုင်ငံမှာအဖွဲ့ဝင်7000လောက်ရှိတဲ့အဖွဲ့နှစ်ဖွဲ့ရှိသလိုဒိန်းမတ်နိုင်ငံကအဖွဲ့တစ်ဖွဲ့ကလည်းအခုလောက်ပမာဏရှိပါတယ်네덜란드နဲ့ဘယ်ဂျီယံမှာလည်းဒီလိုအဖွဲ့ငယ်လေးတွေပေါ်ပေါက်နေပြီဖြစ်ပါတယ်ဒါကအားလုံးကိုမျက်စိမဲ့ပြီးသပိတ်မှောက်တာမဟုတ်ပါဘူးဒါပေမဲ့ဒေတာကန်တွေပြင်းထန်တဲ့ဥရောပစီးပွားရေးကိုအကျိုးအမြတ်အများဆုံးဖြစ်စေရေးအဖြစ်ရှာဖို့အတွက်ကိုယ့်ရဲ့ပိုက်ဆံအိတ်ကို လမ်းကြောင်းတစ်ခုပြောင်းပေးတာဖြစ်ပါတယ်လို့ပြင်သစ်တပိတ်အဖွဲ့ကိုတီထောင်သူအရဝမ်ရိုဆေးကသူ့ရဲ့ post ကိုမှပြောပါတယ်။ဝိုင်းရံလွှမ်းခြုံမှုအကောင့်နေတဲ့ကဘာကြီးမှာအမေရိကန်ထုတ်ကုန်ဆိုတာကိုပြောနိုင်ဖို့ခက်ခဲပေမဲ့လည်းသူတို့အုပ်စုရဲ့အဖွဲ့ဝင်တွေလက်ချောင်ရမဲ့အမေရိကန်အမတ်တဆိတ်တွေကိုကြည်ကြဲပြင်းပြင်းမျှဝေအတည်ပေးကြပါတယ်။ဥပမာပြောရရင် Coca-Cola ကုမ္ပဏီကပြင်သစ်နိုင်ငံမြောက်ပိုင်းမှာကြီးမားတဲ့စက်ရုံကြီးရှိပြီးသူတို့တပိတ်မောက်တာကပြင်သစ်အလုပ်သမားတွေကိုထိခိုက်မှလာဆိုတာမျိုးပါ။ရိုဆေးကတော့သူတို့ Facebook group တီထောင်ရတဲ့ရွေချက်က အဲ့ဒီလိုမျိုးဆွေးနွေးဖို့ဖြစ်တယ်လို့ဆိုပါတယ်။ဦးစားပေးအနေနဲ့ခြုံချကြဖို့လူတွေကိုတူကြံပေးတဲ့အထက်အမတ်စိတ်တွေကတော့ဒေါ်နယ်ထရန့်ရဲ့သမရမဲဆွယ်ပွဲအတွက်အထက်ကငွေကြေးထောက်ပံ့ခဲ့ကြတဲ့အမေဆုံနဲ့တက်စလာတို့ပဲဖြစ်ပါတယ်။ခုချိန်မှာတော့အဲ့ဒီလိုသပိတ်မှောင်မှုတွေရဲ့တရားမှုတွေစတင်ဖြစ်ပေါ်နေပြီဆိုတော့လက္ခဏာတွေလည်းရှိနေပြီဖြစ်ပါတယ်။ပြင်သစ်နိုင်ငံမှာဆိုရင် Britney မှာအခြေစိုက်ထားတဲ့ message application Trivel ကိုအသုံးပြုသူပမာဏက ဒေါ်နယ်ထရန့်ကျန်းစစ်ဆေးချိန်ဆိုပြီးနောက်ပိုင်းဒီနေ့ကိုလူ100လောက်တိုးလာခဲ့ပါတယ်။အဲ့ဒီလိုတိုးလာတဲ့အကြောင်းရင်းကအမေရိကန်အခြေစိုက်တဲ့ X နဲ့ WhatsApp တို့လို platform တွေကိုအသုံးပြုသူတွေကကြောခိုင်းလိုက်ကြတာကြောင့်လို့ဆိုပါတယ်။အဲ့ဒီ company ကြီးတွေရဲ့ CEO တွေကလည်းဒေါ်နယ်ထရန့်နဲ့ပူးပေါင်းခဲ့ကြသူတွေဖြစ်ပါတယ်။ဒိမတ်နိုင်ငံမှာဆိုရင်လည်းဒိမတ်ပြည်နိုင်ငံရဲ့အစိပ်ပိုင်းဖြစ်တဲ့ Greenland ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကိုထိန်းချုပ်လိုက်ကြောင်းထရန့်ရဲ့အကြမ်းကြီးချိန်ဆောင်မှုတွေကြောင့်အမေရိကန်ဆိုရပေါ်ဆန့်ကျင်မှုတွေတဟုန်လို့မြင့်တက်လာခဲ့ပါတယ်။ ဒိမတ်နိုင်ငံကမီးဖို့ကြောင်သုံးကွန်ပျူစီတွေကိုလက်လီရောင်းချနေတဲ့ Sailing Group Company ကြီးရဲ့ CEO Anders Hash ကလည်းဥရောပထုတ်ကုန်တွေကိုဝယ်ယူခြင်းနဲ့ဖောက်သည်တွေရဲ့စုံစမ်းမှုမြောက်များကိုဖြည့်ဆည်းပေးနိုင်ဖို့သူ့ရဲ့ကုမ္ပဏီကဖေဖော်ဝါရီလကုန်ပိုင်းကစပြီးဥရောပထုတ်ကုန်တွေကိုအနိုင်အောင်ကျဲအမှတ်သားနဲ့ Electronic စိတ်ကစနစ်တစ်ကိုကျင့်သုံးနေတယ်လို့ပြောကြပါတယ်။ဥရောပတပိတ်မောက်မှုရဲ့အကြီးမားဆုံးရိုက်ခတ်မှုတွေကိုထရန့်ရဲ့မဟာမိတ်လည်းဖြစ်သလိုအကြီးတန်းအကြံပေးလည်းဖြစ်တဲ့ အီလွန်မတ်ပိုင်ဆိုင်တဲ့ကားလုပ်ငန်းနဲ့စွမ်းအင်ကုမ္ပဏီ Tesla မှာအများဆုံးတွေ့မြင်ရတယ်လို့ဆိုနိုင်ပါတယ်။ဥရောပမှာ Tesla ရဲ့လက်ရှိကားရောင်းအားကမနစ်ကတည်းဆိုင်ရင်90ရာခိုင်နှုန်းရောက်ကျသွားခဲ့ပါတယ်။ဒါအပြင်သူတို့ရဲ့50ခုမြောက်ပြည်နယ်ဖြစ်စေချင်တယ်လို့ Donald Trump ကပြောထားတဲ့ကနေဒါနိုင်ငံမှာလည်း Tesla ရဲ့ရောင်းအားအကြီးကျယ်ကျဆင်းသွားပြီးဝန်ကြီးချုပ်ဟော Justin Trudeau ရဲ့ထောက်ခံမှုနဲ့အတူအမေရိကန်ထုတ်ကုန်တွေကိုသိမ်းမှောက်တာအချိန်ရနေပြီဖြစ်ပါတယ်။ ရေဝဲအဖျက်တော့တမိန်မောက်လို့ဖြစ်ပေါ်လာတဲ့ရိုက်ခတ်မှုကိုကျေပြန့်တဲ့စီးပွားရေးတစ်ခုလုံးဆိုတာထက်ကော်ပိုရေးရှင်းတွေကပိုပြီးခန်းစားရနိုင်ပါတယ်။စားသုံးသူတွေကလုံးဝကားမွယ်ဘူးဆိုတာထက်တခြားတစ်စိတ်တစ်ခုကိုဝယ်ကြပါလိမ့်မယ်လို့လန်ဒန်တက္ကသိုလ်ရိုင်းယားဟောလိုဝေးကျောင်းမှဈေးကွက်ဆိုင်ရာပညာရပ်ပါမောက်ခအလန်ဘရက်ရှော့ကပြောပါတယ်။ဒါကြောင့်တက်စလာလိုအမေရိကန်မှတ်စိတ်တွေအခက်တွေ့နိုင်ပေမဲ့လည်းစီးပွားရေးတစ်ခုလုံးကိုတော့ကြီးကြီးမားမားမထိခိုက်နိုင်ပဲတပိန်မောက်မှုအတိုင်းတာကသိငယ်တာကြောင့်လည်းဖြစ်ပါတယ်။အွန်လိုင်းဖွဲ့တွေကလူထောင်ပေါင်းများစွာကိုဆွဲဆောင်နိုင်ပေမဲ့လည်း ဥရောပမှာနေထိုင်သူတန်းရာနဲ့ရှိရှိပြီးအများစုကဘယ်ပစ္စည်းကိုဗမာလုတ်တလဲဆိုတာဂိူးမဆိုင်ကြကြောင်းကင်းဘရစ်တက္ကသိုလ်စီးပွားရေးပါမောက်ခဘယ်ရစ်ခရိုလီကပြောပါတယ်ဒီဘက်မှာလည်းဥရောပပစ္စည်းတွေကိုဝယ်ယူအားပေးမှုများလာလို့ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်းလည်းပညာရှင်တွေကသတိပေးပြောကြားကြပါတယ်တမနီနဲ့အလူမီနီယံသွင်းကုန်တွေအပေါ်အမေရိကန်ကအခွန်25ရာခိုင်နှုန်းကောက်ခံတာကိုလက်တော့ပြန်ပြီးတော့ ဥရောပကအမေရိကန်ဒေါ်လာ28ဘီလီယံတန်ဖိုးရှိတဲ့အမေရိကန်ထုတ်ကုန်တွေပေါ်တန်ပြန်အခွန်ရှမှတ်ထားတာကြောင့်ဥရောပစားသုံးသူတွေဟာဈေးနှုန်းကြီးမြင့်မှုတွေနဲ့ရင်ဆိုင်ရမယ့်အရေးကိုရင်ဆိုင်နေရပြီဖြစ်ပါတယ်။အခွန်ကောက်တွေရှမှတ်ထားတာအတော်လေးစိတ်မကောင်းစရာဖြစ်ရပြီးအကြောင်းရင်းကတော့အခွန်ကောက်တွေကစီးပွားရေးလုပ်ငန်းတွေအတွက်မကောင်းသလိုစားသုံးသူတွေအတွက်လည်းပိုပြီးခက်ခဲတာကြောင့်ဖြစ်တယ်လို့ဥရောပကော်မရှင်ကြီးကအာဆူလာဘွန်တာလီယန်ကဆိုပါတယ်။ဒါပေမဲ့လည်းကနေဒါနဲ့တရုတ်ကလုံးသလိုမျိုးဒေါ်နယ်ထရန့်ချမှတ်ခဲ့တဲ့နှုံထအတိုင်း အတေကြအခွန်ပြန်လဲချမှတ်တာကကုံတော်ရေးကျင့်ထုံးတွေကိုကြိုတင်တည်ပေးပြီးစီမင်းစည်းကမ်းကိုအခြေခံတဲ့နိုင်ငံပေါင်းစုံကုံတော်ရေးစနစ်မျိုးထက်မထင်ရင်မထင်သလိုရှရှင်းထားလုပ်တဲ့ပုံစံမျိုးကိုယူလာတဲ့ Donald Trump လိုကောင်းဆောင်ကိုဆွေးနွေးပွဲစကားဝိုင်းကြီးခေါ်ဆောင်နိုင်ဖို့တခုတည်းသောနီလန်းဖြစ်နိုင်တယ်လို့ပမောကခရိုလီကဆိုပါတယ်ဒီအခြေအနေတွေကြားမှာ EU နေနဲ့ American Whiskey ရက်တွေပေါ်ရှက်မှတ်ထားတဲ့အခွန်တွေကိုဖယ်ရှားဖို့ဆိုရင်ဥရောပထုတ်ဝိုင်းနဲ့ရက်တွေပေါ်အခွန်နေရာကိန်းလုံးစီးကျက်သွားမယ်လို့အမေရိကန်သမ္မတကရှင်းချောက်ခဲ့ပါတယ် ဒါကအမေရိကန်ထုတ်ကုန်တွေကိုပိုပြီးသပိတ်မှောက်ရမယ်အကြောင်းပြတဲ့ဖြစ်ပါတယ်လို့ပြင်သစ်သပိတ်မှောက်သူတူကဆိုပါတယ်။